ချောမွန်နုံရဲ့ယုံရည်ကြောင့်ခေတော်ပြည်သူတွေကြားတဲ့ခုလူလူပြောများနမဲချင်းနေတဲ့အင်းလေးကအပြုံးပိုင်ရှင်လေးပြေဆုံးဖြူမြမနေရဲ့နမဲကျော်အင်းလေးဒီတာကိုအလဲပတ်သွားမဲ့ပြည်သူတွေအနေနဲ့မပြစ်မနေလဲပတ်တင်တဲ့နေရာလေးတကူတူလာပါပြီချစ်စရာကောင်းတဲ့အပြုံးချွချွလေးတွေနဲ့အိမ်ကန်ပြီးအုံးရည်ချွချွအေးအေးလေးတွေရောင်ချနေတဲ့အင်းလေးသားလေးပြေဆုံးဖြူရဲ့ လေပေါ်ဆိုင်လေးပဲဖြစ်ပါတယ်။အခုတလောင်းလေးကိုမှတ်သွားဖြစ်တဲ့ပရိဒေရီကတော့မထီချပြီမဲ့လေပြားကြရခဲ့တဲ့ဧည့်သည်ကြရမှာတော့ချစ်စရာပြုံးပိုင်ရှင်လေးမောင်ပြေစုံဖြူကတော့အရင်ကနမဲကြီးတော့လူကြိုက်များနေပါရှင်။အလုံးကအင်းလေးကိုရောက်ပြီးဆိုရနဲ့မောင်ပြေစုံဖြူရဲ့အုံးရင်လေးကိုတောင်းမှဖြစ်မဲဆိုပြီးတကူတကာချစ်ကျူနေတာတကယ်ကိုမြုံနိုင်စရာပဲနော်။မောင်ပြေဆောင်ပြောပါဆိုရင်အခုမှအသက်15နှစ်သားရှိသေးရပါ။ကျောင်းနေတဲ့အရွယ်သားဖြစ်ပြီးအင်းလေးလေးပေါ်ဆိုင်လေးကိုတော့ ကျောင်းအလဲရွက်တွေမှာပဲဖွင့်လှစ်ရောင်းချတာဖြစ်ပါတယ်။မိဘတွေကိုတပတ်တလန်ကူညီချင်တာကြောင့်အခုလိုအုံရီဆိုင်လေးဖွင့်လှစ်ခဲ့တာဖြစ်ပြီးချစ်စရာအပြုံချွတ်ချွတ်လေးတွေကြောင့်ပဲမောင်ပြေစုံဖြူရဲ့အုံရီကခေသွားဧည့်သည်တွေကြောင့်လူကြိုက်များလာခဲ့ပါတယ်။အင်းလေးကိုလာရောက်လဲပဲကြတဲ့ကိုကိုမမဦးတတော်တွေကအစားပူပူပွားပွားရဲ့အစုံအလုံးကမောင်ပြေစုံဖြူလေးကိုအရင်ချစ်ကြပါတယ်။ရွေးရည်လေးကလည်းအရင်ချောမောတွေဆိုတာတက် မျက်နှာမြင်ချစ်ခင်ပါစေဆိုရဲ့စွတ်တောင်းလေးနဲ့ပြည်စုံတူလီလို့ပြောလို့ရပါတယ်အထူးတစ်ပြက်တော့မျက်နှာထက်မှာအမြဲတမ်းပန်းစင်ထားတဲ့မောင်ပြည်စုံရဲ့အပြုံးလေးဟာကျင်းသွားဧည့်သည်ရဲ့ပြမမှုကိုရူပြစ်တို့ပျောက်ကင်းသွားစေပါရဲ့။နေပူပူအင်းလေးရင်ပြင်ပေါ်မှာလေတစည်းကိုကိုရိုင်းလှောက်ခတ်ပြီးတော့အုံတီတွေခွဲကရောင်းချနေရပါပဲ။တစ်ချက်ကလေးမှပြမနာမပြပဲအပြုံးလေးတွေကိုပန်းစင်ထားခဲ့တာကမောင်ပြည့်စုံဖြူရဲ့အာသာချက်လေးပါရှင်။ စိတ်ထဲမှာလည်းဒီလိုကိုပြင်းပန်းတယ်လို့တဘောမကြပဲအနာဂတ်ရင်မဲ့ချက်တွေပြေဝစေဖို့အတွက်စူးစမ်းနေရဖြစ်တဲ့အကြောင်းအခုလိုပြောပြပါသေးတယ်။မိဘတွေကစာတင်ကြနိုင်ဖို့အတွက်ကြောင်းထားပေးပါမယ်။ ဘဘကိုဒီလောက်နဲ့တင်ရအသက်မသွားခြင်းနဲ့မောင်ပြေဆုံးဖြူကကိုပါရဆန်းဆာလီနဲ့အုံရီရောက်ကြဖို့လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။တရက်ကိုမဖို့တထောင်ရရဆိုရင်900ကိုဝယ်စားပြီးတော့ကျန်တာကိုဆုထားကအကြိမ်တစ်ခုကြာတော့ကိုပိုင်လီကလေးဝယ်ယူနိုင်တဲ့အချိန်ဝယ်ယူနိုင်ကြတာဖြစ်ပါတယ်။အခုစဉ်ကိုပိုင်လီလေးပေါ်မှာအုံဒီလေးတင်ပြီးခရီးသွားရတဲ့တွေကိုအုံရီချွတ်ချွတ်လေးတွေအပြုံချွတ်ချွတ်လေးတွေနဲ့အိတ်ကန်နေတဲ့ မပြေဆုံးဖြူကဆိုရှယ်မီဒီယာမှာတော့နာမည်ကြေလာခဲ့ပါပြီ။လက်တလုံးမှာတော့ခုလိုအုံရရောင်ချရတဲ့အလုပ်ကိုပျော်ရွှင်ပြီးအကြောင်းပြချင်တဲ့အတွင်းမှာမမောနိုင်မပန်းနိုင်ရောင်ချခဲ့တာဖြစ်ပါတယ်။ ဒါမဲ့နောက်တဲ့ချိန်မှာတော့မိဘတွေအားကိုးရတဲ့တားလိမ်မလေးဖြစ်ဆရာဝန်ကြီးတရားပြအောင်စူးစမ်းနေရဆိုပြီးတော့လေရေမင်းချက်ပြဝစာနဲ့ပြောပြလာခဲ့ပါတယ်။တောင်းစာကိုလည်းစူးစမ်းနေတယ်လို့တပတ်မှလည်းမိဘကိုကူညီနိုင်ဖို့အုံရည်လေးတွေရောင်းချတဲ့အင်းလေးသားလေးမောင်ပြေစုံဖြူရဲ့စိတ်တက်လေးကတော့ဒီနေ့ခေတ်လူငယ်တွေတကယ်ကိုအတူယူစရာပဲနော်။ ဂျွလူငယ်ရီအများကြီးထွက်ပေါ်လာစေဖို့တက်နိုင်တလောက်ကူညီပေးရမှာပဲဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာပြန့်နှံ့လာတဲ့ video file လေးတွေနဲ့လူပြောများလာတဲ့မောင်ပြေစုံပြောရတော့အခုစရင်တော့ interview တွေပါပြေစုံနေရပြီးပို့ပြီးတော့နာမည်ကြီးလာခဲ့ပါပြီ။ social media ကနေ video လေးတွေတွေ့ရတဲ့ပရိသတ်တွေကလည်းအောင်ပြေဆုံးဖြူရဲ့အပြုံလေးတွေကိုအပြင်မှာတွေ့မြင်ချင်လို့အင်းလေးဒေတာတွေတွားရလဲပန်နေကြပါတယ်။ အခုလိုမျိုးအင်လီဒေတာကိုခေးသွားဧည့်သည်တွေပို့လာအောင်အပြုံကလေးတွေနဲ့ဆင်းဆောင်နေပေါင်ပြေစုံပြွာတော့သူရဲ့အုံးရင်လေးတွေရောင်းအမြတ်တန်းနေလို့အပြုံတွေကအတဝင်ခဲ့ပါတယ်ကြီးစုခေကြတဲ့ပရိသတ်ဝင်နေနဲ့အင်လီဒေတာကိုအလေတစ်ခေါက်ရောက်ခဲ့မဲဆိုရင်တော့အရင်နေမယ်ချင်းလူချင်းလူကင်းပေါ်များရင်ကျိုးသားတဲ့အပြုံပိုင်ရှင်အင်လီဒါတွေပေါင်ပြေစုံပြွရဲ့အုံးရင်ချူလေးအပိခဲ့ကြပါအောင်လို့တိုက်တွန်းပါစီရှင်